တင်းကြီးတွေပွဲချောင်နေတဲ့ဥရောပဆုံးကမ္ဘာဖလားချီစစ်ပွဲ playoff ပွဲစဉ်များကမ္ဘာဖလားဥရောပဆုံးချီစစ်ပွဲ playoff ပွဲစဉ်တွေပေါ်ထွက်လာခဲ့ရမှာအီတလီလိုအတင်းကြီးတွေအနေနဲ့ချီစစ်ပွဲအောင်ဖို့မခက်ခဲတဲ့ပွဲစဉ်တွေနဲ့ရင်ဆိုင်ခဲ့ရတယ်လို့သိရပါတယ်ကမ္ဘာဖလားဥရောပဆုံးခြေစစ်ပွဲ playoff ပွဲစဉ်တွေကိုခြေစစ်ပွဲအုပ်စုအဆင့်ပွဲစဉ်တွေမှာအုပ်စုတီတီကဒုတိယရတဲ့အသင်းတွေကိုတတ်မှတ်ချက်တွေနဲ့အညီအတွဲတွေတတ်မှတ်ပြီးမဲခွဲရေးဆွဲခဲ့တာပါ အီတလီဟာပတ်အီမှာကြာရောက်ခဲ့ပြီးမြောက်အိုင်ယာလန်နဲ့ရင်ဆိုင်ရမှာဖြစ်တာကြောင့်ပွဲချောင်ခဲ့တယ်လို့မြောက်အိုင်ယာလန်ကိုနိုင်ခဲ့မယ်ဆိုရင်ဝေးနဲ့ဘော့စနီးယားတို့တွေကနိုင်တဲ့အတင်းနဲ့ထက်ကစားပြီးကြော်ဖြတ်နိုင်ခဲ့မယ်ဆိုရင်တော့ကမ္ဘာဖလားချိန်စစ်ပွဲအောင်မြင်မှာဖြစ်ပါတယ်။တခြားပွဲစဉ်တွေအနေနဲ့ပတ်ဘီမှာယူကရိန်းနဲ့ဆွီဒင်ပိုလန်နဲ့အယ်ဘေးနီးယားဖက်စီမှာတူရကီနဲ့ရူမေးနီးယားစလိုဗက်ကီးယားနဲ့ကိုဆိုဗို ပတ်ဒီမာဒိမတ်နဲ့မြောက်မက္ဆီဒိုနီးယားချက်နဲ့အိုင်ယာလန်တို့အတီးတီးကြာရောက်ခဲ့ပြီးတော့ဖက်တစ်ခုစီတိုင်းမှာနောက်ဆုံးအနိုင်ရတဲ့အသင်းကကမ္ဘာဖလားချိန်စစ်ပွဲအောင်မြင်မှာဖြစ်ပါတယ်။